မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဆရာတို့အရှင်းနေဘလို့တရွေ့ရွေ့နဲ့ပြောင်းလဲလာတာအခုဆိုရင်2025ခုနှစ်ဆယ်လာပိုင်းကိုရောက်ရှိလာပြီဒီဆယ်လာပိုင်းအတွင်းမှာတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ကဘယ်ယာရီအားသာကောင်းမှုအကျိုးပေးပြီးကံကောင်းစေမလဲဘယ်ယာရီကသတိထားဆင်ရမလဲဆိုတာကိုဆရာကဒီတောက်ကြသားသမီးမိတ်ဆွေတွေအတွက်တလားစာကံကြမ္မာဟောစတဲ့ကိုဆရာကပြောပြပေးမှဖြစ်တဲ့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရ ဘေးပြာတွေဝေးကွာကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းပေးပါတယ်။ဆရာရဲ့ဗီဒီယိုကိုတောက်ကြသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာလေး comment လေးတွေရေးပေးခဲ့ပါဦးခင်ဗျာ။ကျေးဇူးတင်ပါတယ်။ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာတောက်ကြသားသမီးမိတ်ဆွေတွေရဲ့ကံဟာအရာရာကိုထင်ပေါ်ခြင်းကြော်စောခြင်းအဆိုးပင် ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်သောကာလ ဲဘာပဲဖြစ်ဖြစ်ကိုကအစိုးလေးကိုပဲလှုပ်လို့အကောင်းလေးကိုပဲလှုပ်လို့လူသည့်ထင်ရှားတက်သောကာလလူရောများတက်သောကာလကြော်ချားတက်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲဘာကိုဖြစ်ဖြစ်အစိုးတွေကိုပြုတ်မှုတဲ့အခါမှာတတိထပြုတ်မှုဆင်ခြင်ပေးပြီးတဲ့အခါအကောင်းတွေအတွက်ထင်ပေါ်မှုအတွက်ကြော်စောမှုအတွက်တော့ဘာကိုဖြစ်ဖြစ်ကံအားကိုဆန်အားကိုထနေတဲ့လာဖြစ်တဲ့အတွက်တောက်ကြသတ္တမိတ်ဆွေတွေကဒီလတာမှာဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေ အဲထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိတိုးဆောင်ရလှုပ်ဆောင်ရအားသာချင်းကောင်းမှုချင်းတိုးတက်ချင်းတွေရရှိစေနိုင်တဲ့ဆိုင်းဘုတ်အမိပေးခြင်းအဲဟိုနမီအသစ်ပေးခြင်းတို့ဆိုင်းဘုတ်တင်ခြင်းတို့အဲစွမ်းနာလိုပေါ့ပနိုင်ရိုက်ရှင်းတို့ OA ချမ်းပြီးစောက်ရှင်းတို့အဆရှိတဲ့အရာလေးတွေ ချင့်တို့ဆောင်ရလှုပ်ဆောင်ခြင်းအိမ်သက်မင်္ဂလာပြုလို့ခြင်းတို့မင်္ဂလာဆောင်ခြင်းတို့အိမ်ဆောင်ပြုခြင်းတို့အဆရှိတဲ့အရာလေးတွေထင်ပေါ်ကျော်ဆုံးမှုနဲ့ပတ်သက်သောလုပ်ငန်းတွေမှာတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူနဲ့အားသာမှုတွေအများစွာရရှိတတ်တဲ့အတွက်အကျိုးရှိချီးအသုံးချရန်လိုအပ်ပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ကျမ်းမာရေးဟာငွေကြီးနဲ့တိုက်ရိုက်လာတဲ့တန်တူနေပြီးတော့ဆရာငယ်လိုပေါ့ဗျာငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးဟာဟိုနှာကိုက်ရှင်တယ်လို့လို့ဒီနှာခဲရှင်တယ်လို့လို့ဖြစ်လာတတ်တယ်လို့ပဲကျမ်းမာရေးဟာငွေဝင်ရင်ကျမ်းမာရေးကောင်းပြီ ငွေမယုံဝင်ချမ်းမာရင်ညနေတက်တော့ကာလာဖြစ်ပါတယ်။သို့တော့အထုသဖြင့်အတက်ရဲ့အဖြစ်မိတ်ဆွေတို့အနေနဲ့ချမ်းမာရင်နဲ့ပတ်သက်လို့ရှိရင်ခြေထောက်နဲ့ပတ်သက်ပြီးဒရီဓာပါခါနဲ့ပတ်သက်ပြီးဒရီဓာပါအကြောတို့အစင်းအမြစ်တို့ခန္ဓာကိုယ်တို့နဲ့ပတ်သက်ရင်ထုံကျင်နာခြင်းကြိုက်ခဲမှုမျိုးလေးတွေဖြစ်ရတတ်တော့လာဖြစ်တတ်တဲ့အတွက်မိတ်ဆွေတောက်ကြတာသမီးတွေဒူးတို့ခါတို့အကြောတို့အစင်းအမြစ်တို့နဲ့ပတ်သက်လာရင်တော့ဒရီဓာဆင်ရင်အတွက်တော့လူအပ်သောကာလာဖြစ်ကြောင်းဆရာကထပ်လောင်းအကြံပေးပြရစေခင်ဗျာ ထို့သူမိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ဝင်ငွေဟာထွက်ငွေနဲ့အလားတန်တူနေတယ်။ဟိုဒီဘက်ကဝင်ဟိုဘက်ကထွက်ဟိုဘက်ကဝင်ဒီဘက်ကထွက်ရတာမျိုးလေးတွေကြုံရတဲ့အတွက်ငွေမမြဲသောကာလဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်လက်ထဲမှာအများကြီးအကြာကြီးထားတာမျိုးတက်တဦးတယောက်တစ်စုံတစ်ယောက်ကိုအကြောင်းအရာမျိုးစုံနဲ့ကုန်တက်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်လက်ထဲထားခြင်းတက်တခုခုကိုလှုပ်ဆောင်မှုအတွက်ကိုကြံ့ကြာတွေ့ဝေတုံဆိုင်မနေပဲနဲ့အဲအတွေးနှစ်ခွအစိတ်နှစ်ခွဖြစ်နေတာမျိုးလေးတွေကိုချော့ချပြီးတော့လှုပ်ရှားရှိတယ်ဆိုရင်တေချာဆုံးဖြတ်ပြီးတော့ယင်းဤလှုပ်ဆောင်ခြင်း မျိုးတွေအကျိုးပေးအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။မဟုတ်လို့ရှိရင်မိမိလက်ထံငွေရှိနေရောငွေကြေးနဲ့ပတ်သက်ပြီးတော့ဘုနာအကုံလာလို့လို့မိသားစုရေးလို့လို့အိမ်သွင်းရေးလို့လို့လူမှုရေးလို့လို့ဘာသာရေးလို့လို့နဲ့လက်ထဲမှာဝင်တော့ဝင်တယ်ပြည့်စရာမရှိနေတာမျိုးငွေကြေးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ဘယ်နာကပြည့်စရာဘလို့ဖြစ်နေလဲမသိတတ်တဲ့လားဖြစ်တတ်တဲ့တို့ကငွေမမြဲသောလားဖြစ်တဲ့အတွက်ဝင်ငွေဟာထွက်ငွေနဲ့အလားသဏ္ဍာန်တူနေပြီးတော့ဝင်လေထွက်လေရှိရင်အာနာပါနာရနိုင်ပေမဲ့ ဝင်ငွေထွက်ငွေဖြစ်နေပါတယ်။ဒါကြောင့်မိတ်ဆွေတို့ပိုချာလာလို့မသိကျင်တာရင်လည်းဆရာငယ်ကိုလာအပ်ထားလို့ရပါတယ်။ကောင်းပြီဆိုတော့ အကျိုးပေးသောလုပ်ငန်းတွေကိုဆရာကဆက်လက်ပေါ်ပြပေးပါရစေ။တောက်ကြသသမီးတွေဒီလာတာအတော်တွင်မှာဆိုလို့ရှိရင်အထူးသဖြင့် OA ရှံမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါရဲ။စာချုပ်စာတမ်းကိစ္စ၊မြေယာကိစ္စနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါရဲ။ဒါအပြင်အနှောက်အယှက်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းလေးတွေတိုးချဲ့လှုပ်ဆောင်တာမျိုးကိုယ်ပိုင်လုပ်ငန်းတွေနဲ့စတင်လှုပ်ဆောင်လို့ရမိတ်ဆွေများရှေ့တိုးဆောင်ရာလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကိုများစွာရရှိတတ်ပါရဲ။အိမ်ဆောက်ရှင်မျိုးတွေ အဆောက်ဦးတစ်ဆောက်ရှင်းမျိုးတွေလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ငကူကရာထူးလုပ်ငန်းကိုင်ခံနဲ့ပတ်သက်ရင်ဒီဟာကိုပြောင်းရင်ကောင်းမပြောင်းရင်ကောင်းစဉ်းစားတိုးဝင်နေတဲ့မိတ်ဆွေများတိတ်ပြီးတော့ရှည်ရှည်ဝေးစဉ်းစားမနေနဲ့ ဘဝအတွက်အနာဂတ်အတွက်အပြောင်းလဲနဲ့ရှင်းချက်ဖြစ်အောင်လှုပ်ဆောင်ခြင်းမျိုးနေရာထိုင်ခင်းဒေသအပြောင်းလဲပြောင်းရွှေ့လောက်ကန်ခြင်းမျိုးတွေအပြောင်းလဲနဲ့ပတ်သက်လာရင်ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းတွေတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်အကူကိုများစွာရရှိမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခရီးသွားလုပ်ငန်းဆိုင်ရာတွေအကျိုးပေးပါလေအထက်အလေးစားတော့ကုန်တဲ့ပတ်သက်တာမျိုးလေးတွေလက်စစ်တို့ဘောတို့မှန်းတို့ အစရှိတဲ့လုပ်ငန်းတွေအထက်အလေးလုပ်ငန်းဆိုင်ရာလေးတွေ passport တို့ visa တို့အဲ lessi pc တို့ solar တို့ကွန်းတို့ချမ်းတို့ပြောင်းတို့ နန်းလိုခြံထွက်ကုန်လုပ်ငန်းတွေလိုစားတောက်ကုန်လုပ်ငန်းတွေလိုကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလွတ်ဆောင်လို့ကောင်းမှန်းတို့မိတ်ဆွေတို့အနေနဲ့အလားကုန်ပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေဒီဇိုင်းတို့ graphic တို့တင်ယူလို့ဟာလာဆွနာလို့ပေါ့တင်ကြားရေးတို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တို့စုဝေလုပ်ရတဲ့လုပ်ငန်းလေးတွေအများဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တို့ဆောင်ရလွတ်ဆောင်ရင်အားသာတိုးတက်ပြီးတော့ကံကောင်းနိုင်တော့လားဖြစ်သလိုမိတ်ဆွေတို့ဟာဒီလာတာတို့တွေမှာဆိုဘာကုန်မဆိုကျင်းတည်ပါကိုယ့်ရဲ့အမိခံလို့ခြင်းတွေစိုင်းဘုတ်ဒီဇိုင်းတင်ခြင်းတွေအဲ ပြုံးပြုံးရှိရှိနဲ့မျက်နှာပြလို့ရတဲ့လုပ်ငန်းလေးတွေမှာတော့ရှေ့တို့အားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်တယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေမထင်မှာပဲဖျားဖို့ခရီးထွက်ရတာမျိုးလေးတွေဖျားဖို့ခရီးသွားရတာမျိုးလေးတွေကြုံရတက်တယ်လို့အဲမိဘကတော့မိသားစုတွေနဲ့ပတ်သက်လာလို့ရှိရင်အထောက်အပံ့ရှိတာမျိုးလေးတွေအဲမိမိရဲ့အတကြီးသူတွေယဟန်သီလရှင်တွေဝတ်ပေးနိုင်တဲ့ကုသိုလ်မျိုးတွေမထင်မှာပဲပြုလုပ်ရတာမျိုးမိမိတို့အနေနဲ့ဖျားချောင်းဆောင်မှာအစ်စ်ဟလာဖျားစင်းလို့အစ်စ်ကြွားရောက်လာတာမျိုးသို့မဟုတ်အလူခံဖို့ကိုအစ်စ်ကိုလှူဒန်းရတာမျိုးကုညီရတာမျိုး ေကန္တရရဲ့ထောက်ကန့်တွေကိုများစွာအကျဉ်းသိရရှိမဲ့ကာလဖြစ်ပြီးတဲ့အခါမမြင်ရသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေထောက်ကူတွေရရှိတတ်တယ်လို့အတိတ်မှာပုံပြုတ်လုပ်ခဲ့မှုသောကိုယ့်ရဲ့ကုသိုလ်ကံကြောင့်လက်ရှိလာဟာအခက်အခဲတွေကိုပြေလည်သွားနိုင်စရာအဲအတိတ်ကကိုယ့်ရဲ့ကောင်းကျိုးဆန္ဒတွေအတိတ်ဆိုတဲ့နေရာမှာပုံပြုတ်လုပ်ခဲ့ပြီးသောကံလည်းရှိနိုင်တယ်လို့မမြင်ရသောအတိတ်ကံရဲ့ကုသိုလ်ကံတွေကြောင့်အစင်မပြေမှုတွေအခက်အခဲတွေကိုပြေလည်အောင်အထောက်အကူဖြစ်စေမဲ့ကာလဖြစ်ပြီးတော့ ဘာလို့မဆိုရှေ့တို့ဆောင်ရလောက်ဆောင်မှာတပည့်လက်သားသာသမီတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့သာသမီပညာရေးကိစ္စလေးတွေကြောင်းစိတ်ချလာစရာသတင်းလေးတွေကြားရတတ်တယ်။ရှေ့တို့ဆောင်ရလောက်ဆောင်မှာငကူကသာသမီမရရှိတော့မိတ်ဆွေများသာသမီရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ တာသမီးနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးကိုဝင်ဆောင်လို့ပတ်သက်ပြီးအိမ်မက်မက်တာမျိုးမီးတဲ့မိမိအိမ်ကိုမီးတောက်နေတာမျိုးတွေအဲနေတော့ကောင်းရင်ဆွဲပြပြီးလာတော့မတ်တဲ့အခါကျရင်ဒေချာတဲ့မိတ်ဆွေတို့အနေနဲ့အဆင်ပြေမှုတွေရရှိမဲ့အတွက်ဒီလိုအိမ်မက်မျိုးတွေမတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့အတွက်ကံရရရဲ့အထောက်အကူများစွာရရှိပြီးတော့ကံကောင်းစီမဲ့လာဖြစ်ပါတယ်ပြီးတဲ့အခါ အကုသို့ဖြစ်စေသောအကြောင်းတရားတွေကိုဝေဖန်ပြောဆိုနေတာမျိုးတက်ဒုက္ခိတုကကောင်းကျိုးမင်္ဂလာဖြစ်ဖြစ်ဖြစ်စေတဲ့စကလုံးလေးကိုပြောဆိုတာဟာတေးကြတဲ့ညံ့နေတဲ့ကံတွေဟာမရောက်ရှိလာပဲနဲ့ကံကောင်းမှုတွေရရှိမှာပါဥပမာပေါ့ဩငါကတော့အစဉ်ပြေမှာပဲဒါလေးကတော့စိတ်ချမ်းသာလိုက်တာဆိုတာမျိုးလို့ပေါ့နော်အာတေးသွားမယ်ကြေသွားမယ်ပြတ်သွားမယ်ရက်သွားမယ်ဆိုတဲ့အရာမျိုးလေးတွေကိုအတက်နိုင်လို့လျှော့ပြီးတော့ဩငါဒီနေ့တော့ကံကောင်းတော့မှာပါလားဆိုတဲ့ကောင်းတဲ့နမိတ်ကလေးတွေနဲ့ဆောင်ယူပြောဆိုခြင်းအပြင် မရှိလို့ရကံဟာအာတာကောင်းမှုတိုးတက်ပြီးတော့ကံရရဲ့အထောက်အကူကိုကျင်းစီရရှိစေမဲ့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလိုက်ကတော့တွင်မှာဆိုရင်အကျိုးပေးစေတဲ့အရာလေးတွေရွှေဝင်တာမျိုးလေးတွေရရှိတာမျိုးလေးတွေတံမိုးရှိတဲ့ပစ္စည်းတွေလက်ဆောင်ရရှိတာမျိုးလေးတွေလည်းကျင်းစီကြုံဝတ်တက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ဘာလို့လုပ်လို့အရေးကြီးသောလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်တောက်ကြတောက်ကြချင်းတွဲဖက်လုပ်တာမျိုးတွေရမိတ်ဆွေတွေကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ မိတ်ဆွေတို့အဝါရောင်အနီရောင်နီညိုရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါတယ်အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိမိရဲ့အိတ်ကအတွင်းကိုဩစာရွက်ကလေးတရားဆောင်သွားတာမျိုးဖြစ်စေမိမိအိမ်ဟာမျက်စွာပေးရမှာအောင်တပီပန်းလေးလှူသွားတာမျိုးဖြစ်စေသို့မဟုတ်ဩစာသီးလေးစားပြီးတော့လိုရာကိုပြည့်မှုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံရရရဲ့ထောက်ကူတွေရရှိပြီးကံကောင်းစေမှာအသေးချာပဲဖြစ်တယ်အကျိုးပေးသောအရဟာအရှိမြောက်တောင်အရဖြစ်ပြီးတော့စန်းတီယာအရကတော့တောင်စုစုရက် ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အချိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍ ရှိကနန်းလေးဟာမိဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။မထင်မှတ်ဘဲနဲ့ခရီးထွက်ရတာမျိုးဖျားခုခရီးတွေထွက်ရတာမျိုးတွေမိဟောင်းဆွေဟောင်းအထက်လူကြီးကြီးခဲ့တွေရဲ့အကူအညီကိုရရှိတာမျိုးတွေဖျားတက်တယ်လို့မထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဆွေမျိုးသားချင်းတွေအလဲလာတာမျိုးတွေရက်ဝေးခရီးသွားတွေနဲ့ပတ်သက်ပြီးတော့အလဲလာတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးအလဲလာစေတယ်လို့ထိုးသူတွေရဲ့ကံကောင်းတဲ့စကားလေးတွေကံကောင်းတဲ့သတင်းလေးတွေစောင့်ခြင်းယူဆောင်လာမယ်လဖြစ်တဲ့အတွက် အဲ့ဲ့ကောင်းဆွေကောင်းမိကောင်းဆွေကောင်းလာတတ်တယ်လားဖြစ်ကြောင်းလဲထက်လောက်ပြောကြလိုက်ပါရစေတတိထားစင်ရမယ့်အချက်လေးတွေကိုထပ်ပြောပါရစေလူငယ်တွေအရှိရေးမှာတော့အရှိရေးနဲ့ပတ်သက်လာလို့ရှိရင်ဒီလဟာအတော်ကိုညံ့တဲ့ကာလဖြစ်တဲ့အတွက်မေတ္တာရေးအာဝဆန်အာဝသတိပြုစင်ရလိုအပ်ပါတယ်အရှိရေးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေအဖောက်ပြန်ခံရတာမျိုးလေးတွေအဲ ကြုံရတတ်ပါတယ်သို့တော့သမီးစားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြူချင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းမင်္ဂလာကတော့ပြုလုပ်လို့ကောင်းတယ်အိမ်အောင်ပြူချင်းစိတ်ဆက်ခြင်းလူကြီးမိဘနှစ်ဦးနှစ်ဖက်တိုင်ပင်ပြီးတော့ပြောဆိုပြီးတော့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲเนาะဆွေတော်ပင်ကရွက်ကလေးလှုပ်လို့ရပါတယ်ခင်ဗျသို့တော့အဲလူငယ်တွေသမီးစားများအနေနဲ့ကတော့တူးနဲ့တူတယောက်နဲ့တယောက်အဲတဝင်းတို့ရိုးစွမှုလေးတွေကြောင့်စကလုံးလေးတွေပြင်းထန်ပြီးတယောက်နဲ့တယောက်အဲနားလည်မှုလွဲတာမျိုးလေးတွေဟာကိုကရှစ်တော့ရှစ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့အဲ ဟိုသူ့ရဲ့စကားလုံးတွေနှိမ့်ဆက်မှုတွေအရှိန်နဲ့ပတ်သက်လာရင်ကြုံရတာမျိုးလေးတွေသတိပြုစင်ကြင်ရလိုအပ်ပါတယ်မိမိရှစ်သောမြန်လို့တော့သူကိုဖွင့်မပြောပဲဆရာလို့တယောက်တည်းနေပါဒါဆိုရင်စိတ်ချမ်းသာဟုတ်ပါတယ်ကောင်းပြီဆိုတော့သမီးကြီးသားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အရှိန်နဲ့ပတ်သက်လို့ရှိရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲအရှိန်နဲ့ပတ်သက်လာရင်ကိုယ့်ကိုရှေ့ရဆောင်ငွေကြီးအလိန်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဆရာမရှိတောက်ကြသားသမီးတွေဒီလားဟာအရှိရရောမြစ်တာရေးစံကိုသတိပြုစင်ကြင်ရတော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်သတိထားစင်ကြင်ရမယ့်အချက်တွေ လောင်းကစားပြောပါနဲ့ပတ်သက်လာရင်လုံးဝကိုညံ့ပါတယ်အလောင်းကစားပြောပါတဲ့ပတ်သက်ရင်လောင်းမလာလို့တော့မပြောပါနဲ့ကျွေတလဲကြက်တခုဆိုတဲ့လုပ်ငန်းတွေကိုတတိတာပါအဲမိသားစုရေးနဲ့ပတ်သက်လာလို့ရှိရင်ကိုပေးနိုင်တဲ့အရာအတိုင်းသာရှိရင်ပေးလိုက်ပါမပေးနိုင်လို့ရှိရင် စနလိုဝင်ရောက်ကူညီဖြည့်ရှင်းတာမှာကိုယ့်ကိုအပြစ်မြင်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိမိရဲ့တိမ်ငယ်စိတ်ကိုခြာနှင်ပြောဆိုတာမျိုးမိမိရဲ့အတိတ်ကဖြစ်ခဲ့ပြီးတော့အမှားကိုထောက်ပြပြီးဝေခံတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီလိုလူမှပြောထွက်တဲ့ကွာဆိုတဲ့စကားလုံးရင်ထဲမှာဖြစ်ပေါ်လာတာမျိုးလေးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်တွေးကိစ္စဒီမှာတော့တုံးနဲ့ဒုတိယနဲ့တယောက်အမြင်မတော်တာလေးတွေရှိနေတာကိုကပြီးနိုင်တယ်ဝင်ပြောဖြစ်နိုင်လို့ရှိရင်စကားများများပြောခြင်းထက်အလုံးနဲ့တက်တည်ပြလိုက်တာကောင်းပါလေပြဿနာအဖြစ်ရှင်တွေကိုမရှင်းပါနဲ့ ရှင်းရင်ရှင်းလေရှုပ်လေဖြစ်တတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီပတ်စံပစ္စည်းပြောက်တာမျိုးတခိုးခိုးခံရတာမျိုးလေးဂျုံဝတ်တက်တဲ့အတွက်သတိထားစင်ကြင်ပေးရလိုအပ်ပါတယ်ဖုံးအစ်စ်ဆိုင်ကယ်အစ်စ်ကားအစ်စ်ဆက်အဆရှိတဲ့အစ်စ်အစ်စ်တွေရရှိလာပြီးတော့အစ်စ်ဆိုတဲ့နေရာမှာလေအဟောင်းကပြတ်သွားလို့ပျောက်သွားလို့ဆိုပြီးအစ်စ်ဝင်လာမျိုးလေးတွေဂျုံဝတ်တက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလမှာငွေမကုန်ခြင်းတော့အစ်စ်ဝယ်လိုက်ငွေကုန်ခြင်းနဲ့ iPhone ဆက်ဖုန်ကလည်းပေါ်နေဆိုတော့ဝယ်ခြင်းနဲ့ဆိုရင်လည်း ဖြောက်ပြပေါ့နော်အဲဆိုတော့ကောင်းပြီဆက်လျှောက်ကြရင်တော့ဆရာပြလို့ရတယ်ဆိုတော့နောက်တာနော်ကောင်းပြီတို့ပြင်မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုညီကောင်ကောင်မတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးတွေနည်းနည်းလေးတတိထားစင်ကြင်ရလိုအပ်ပါတယ်စာချုပ်ကိစ္စဆက်တူကိစ္စဆေးရကိစ္စလေးတွေမှာဆိုရင်တော့ညီကောင်ကောင်မတွေနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတိုင်းမြင်ရင်ရှေ့ရောက်မဲ့အရာလေးတွေနည်းနည်းနှောင့်နှေးနေတာမျိုးလေးတွေကြံ့ကြာနေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ဒီချက်လေးတွေကိုတတိကြပါမိမိဖြစ်လို့သောကိစ္စဖြစ်ရှင်တဲ့ကိစ္စငွေကြေးကိစ္စရည်ရထားတဲ့ကြံစီထားတဲ့ကိစ္စတွေကိုတော့ကြိုတင်ဖွင့်မပြောတာဟာ အကောင်းဆုံးလားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မပြောမီမန္တလေးကဆရာငယ်နဲ့တွေ့ကျင်တဲ့မိတ်ဆွေများဆရာမန္တလေးမှာလက်ရှိတော့ရှိနေပါတယ် 84 25 24 25အစာဟိကွန်တိုမှာဆရာရှိပါတယ်တို့တော့ဆရာငယ်နဲ့တွေ့ကျင်နေဆိုရင်ရရှိန်တရက်တော့ကြူယူပေးပါဆရာလူတိုင်းကိုတော့တွေ့မပြီးတော့ဆရာ private ဆရာနဲ့အေးအေးဆေးတွေ့ကျင်နေဆိုတော့မိတ်ဆွေများတော့ကိုဆရာဘုနဘဆရာ billing manager ဖြစ်တဲ့နံပါတ်ပဲဖြစ်တယ်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချက်7902904 WhatsApp Telegram Viber မှာဆက်သွယ်မြန်မြန်နိုင်တယ်လို့ဆရာကျွန်မမန္တလေးရပါကျွန်တော်မန္တလေးရပါဆရာနဲ့ရရှိန်လို့ကျင်ပါတယ်သူပြီးဆရာဘုဖုန်းနံပါတ်လေးနဲ့လိပ်စာလေးပဲပေးတာပါဆရာဘက်ကရတဲ့အချိန်ဒီတစ်ချက်ကိုဆရာမိတ်ဆွေတို့ကိုပြန်ပြီးတော့ contact လုပ်ပေးမယ်ဆိုတဲ့အကြောင်းပြောရင်း င်းနဲ့အဲဆရာအားလုံးကိုတော့လာသမ ्या ကိုတော့ဆရာတွေ့ပြီးလို့မရတာ sorry ပါလို့ဆရာကဥစွာမေတ္တာပို့တောင်းပန်ရင်းနဲ့ မိတ်ဆွေတို့အိမ်နာရင်းနဲ့ပတ်သက်လာရင်တောက်ကြသားသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တောက်ကြသားသမီးမိတ်ဆွေတွေနေနဲ့အိမ်နာရင်းနဲ့ပတ်သက်လာဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေတင်းကောင်းကြရတာမျိုးတွေကြုံရတတ်တယ်အိမ်နောင်ဘက်ကိုအကြောင်းပြုပြီးတော့ OA ချမ်းမြူမိယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရတာမျိုးတွေအကျိုးပေးတယ်လို့အိမ်နောင်ဘက်ရဲ့အထောက်အပံ့ပြုခြင်းတွေအထောက်အကူရခြင်းတွေများစွာကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အိမ်နောင်ရင်းနဲ့ပတ်သက်လာရင်တော့ငကူကလွဲလျှော်နေသောကိစ္စတဦးတယောက်ဝေးကွာနေတဲ့အောင်တင်းကောင်းကြခြင်းအဆက်အသွယ်ရခြင်းတွေကြုံရတတ်တယ်လို့ငွေကြေးအထောက်အပံ့ပြုခြင်းတွေကြုံရတတ် တ်တယ်။သာသမိနဲ့ပတ်သက်လို့အဲတူရောက်နေတယောက်တူနဲ့တူအစမပြေမှုတွေဆိုရင်တော့မဖြစ်မနေသာသမိကိစ္စလေးတွေကြောင့်နေရာထိုင်ခင်းကိစ္စလေးတွေကြောင့်ခြေတို့ဆောင်ရွက်ပြီးတော့အစဉ်ပြေချောချူပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အပြက်သဘောဆောင်ခြင်းတည်းအကောင်းသဘောကိုဆောင်ရင်ခြေတို့ဆောင်ရွက်လို့ဆောင်ရင်ကံကောင်းမှုနဲ့မိမိတို့ဖြစ်လို့သောကိစ္စတွေကိုသေးသေးရှာရှာတိုင်တိုင်မမမြင်နိုင်လို့ရအောင်မြင်တိုးတက်နိုင်မှာအတိအကျပဲဖြစ်တယ်။ ခီးသွွားကိစ္စလေးတွေနဲ့ရှေ့လို့ဆောင်ရလို့ဆောင်လို့ကောင်းတယ်လို့ခီးထွက်တာမျိုးတွေဟာစိတ်ပြေလက်ပြောက်ဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ။ passport လုပ်ငန်း၊ရဝေးခီးသွွားလုပ်ငန်း၊ဗီဇာလုပ်ငန်း၊ပြပခီးသွွားနဲ့ပတ်သက်တာမျိုးတွေရှေ့လို့ဆောင်ရလို့ဆောင်မှာနေရာထိုင်ခင်းနဲ့ပတ်သက်တာတွေ OA Champion နဲ့ပတ်သက်တာတွေအဆောက်အဦနဲ့ပတ်သက်တာတွေငဘောကမပြီးမပြတ်စောက်လက်စဖြစ်နေတော့ OA Champion တွေကိုပြပြအောင်စောင့်နိုင်တော့လား။ ပြီးဆုံးအောင်စောင့်နိုင်မဲ့လာဖြစ်တဲ့အတွက်ဘာလို့မဆိုရှေ့တို့စောင့်ရလောက်ဆောင်မှာဆုံးပြီးသားသူတွေကိုအိမ်မက်မက်တဲ့အခါမှာထိုးသူတွေအတွက်ကိုရည်စုပြီးတော့စွန့်ကြိုင်ကလေးတစ်ဆိုင်ဖြစ်စေအလူဒါနာကလေးတစ်ခုကိုပြုလုပ်ပြီးတော့ကံကောင်းအောင်ဆူတောင်းပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အထောက်အကူကံရဟာအထောက်အကူကျိန်းစီရရှိစေမယ်လာဖြစ်ကြောင်းပြောကြားလိုက်ပါရစေဇန်ငယ်ဓမ္မမိတ်ဆွေတောက်ကြတာသမီးများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဝိစာစရဏတမန်တော်လောကဝိဓုဆိုသောဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုံးနဲ့ ဆက်လျှောက်ရတဲ့ဒီဒိတာဝင်လိုက်ပါကများတော့များတယ်နော်ဝိစာစရဏတမန်တော်လောကဝိတုဆိုတော့ဂုံတော်ပြီးကိုတနေ့ကို၆ပတ်လုံးနဲ့ဆက်လျှောက်ရတဲ့ဒီဒိတာဝင်လာရင်မိမိတို့ရဲ့ကြီးမားသောလူအင်ဆန္ဒတွေပြေဝသွားမှာအသေးချာပဲဖြစ်တယ်မိစ္ဆတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းတွက်စီပြီးမိမိတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းစီရင်အလို့ငါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကို အေးဈေးဆိုင်သူမဟုတ်အိမ်မှာလောကပါလာနတ်ရုပ်ကလေးတခုကိုဆောင်ထားပြီးတော့ဖြစ်စေလောကပါလာနတ်ရုပ်ကလေးနဲ့မှာအေးရှေ့မှာအမွေးတိုင်းလေးစွဖြန်းပြီးတော့ရောင်းထွက်သွားအောင်ဆူတောင်းလိုက်ပါအယောင်းကျွအယောင်းထွက်သွားမှာအတေချာပဲဖြစ်ကြောင်းထက်လောက်ပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိမိတို့ရဲ့အရေးကြီးဆုံးကိစ္စလူရမှုကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကန်ဆာတာကောင်းစီရန်တိုးတက်စီရန်အလို့ငါမိမိတို့ရဲ့လုပ်ငန်းကိစ္စအလို့ကိစ္စမတော်မိမှာဩဇာရွက်ကလေးဆောင်သွားတာမျိုးအောင်တဘီပန်းလေးလူသွားတာမျိုးဆရာပြောခဲ့ပြီးပြလိုက်တယ်နော်အဲဆွမ်းနာလို့ပေါ့ ဩဇာဒီကလေးစားပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အာတာကောင်းမှုတိုးတက်စီမှာအတိအကျပဲဖြစ်ကြောင်းပြောလိုက်ပြရစီခင်ဗျာအဆက်ဆက်ရရဒီတလတာလုံးမှာငွေကြေးကံအားကောင်းစီပြီးပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေဆွနာလို့ပေါ့တလတာဝင်ငွေကောင်းစီပြီးဆက်ဆက်ရရအဆင်ပြေအောင်ရင်တိုးတက်စီရင်ငွေကြေးကံအားကောင်းစီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်တွေကိုကလေးငယ်တွေကိုရှုံကျင်ကျွေးပြီးတော့စိတ်ထဲကနေလာပါလာပါမက်ကြီးရဲ့လာပါလာပါမက်ကြီးရဲ့ နော်ဆရာငွေကြီးကံတော့ဆရာအမြဲတမ်းလုပ်တယ်နော်ဆရာဟောကမှာဆိုဆရာအမြဲတမ်းချိုးကျင်ကလေးတွေဆရာကခြောက်ထားလေးရှိတယ်ဆရာဟောကမှာစလိုင်းဆရာမင်းကြီးကြီးပါတချို့မိတ်ဆွေတွေဆရာဟောကလာဘူးလေမိတ်ဆွေတွေတိပါလိမ့်မယ်ဆရာကခလေးငယ်တွေကိုချိုးကျင်ကျွေးလေးရှိတယ်စိတ်ထဲကနေပါပြောလေဆိုတော့လာပါလာပါမက်ကြီးရဲ့လာပါလာပါကဲမျက်စိတည်းမြင်သာမင်းမယ်လာပန်လာပန်မတ်ကြီးဆိုတာကငွေနံလေးမတ်ကြီးရဲ့ဆိုတော့ဟိုကြာသာပရိနဲ့တနေလာမကြီးမင်းကောင်မီးကိုင်းဆိုတဲ့အတိုင်းပဲတော့တဲ့သဘောတွေဆောင်လာတဲ့အတွက်လာဗန်လာဗန်မတ်ကြီးတကယ်တမ်းဒီလိုပါ ငွေကြီးကလေးငယ်တွေကိုချုပ်ချင်ကြွေအတအဆဆရရအစီအပြီးအောင်ပြီးတိုးတက်စေရန်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဒီဆယ်လာပိုက်အတွင်းမှာမိတ်ဆွေတို့အားလုံးငွေကြီးကအားကောင်းစေပြီးအစီအပြီးအောင်ပြီးတိုးတက်စေရန်နဲ့ငွေကြီးအစီအပြီးစေရန်အတွက်အထောက်အပံ့ဖြစ်စေရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်လေးကိုအိမ်ကိုလာတဲ့ကလေးငယ်ကိုဖြစ်စေလမ်းထဲမှာရှိတဲ့ကလေးငယ်တွေကိုဖြစ်စေ ကလေးငယ်လေးတွေကိုချုံကျင်ကျွေးပြီးတော့စိတ်แท้ကနေပြီးတော့လာပါလာပါမက်ကြည်ရဲဆိုပြီးတော့လာပါလာပါမက်ကြည်ရဲလာပန်လာပန်မက်ကြည်နော်လာပါလာပါမက်ကြည်ရဲဆိုလာပန်လာပန်မန်ငွေရဲလို့ခေါ်တာနော်တဘောကတော့လာပါလာပါမက်ကြည်ရဲဆိုပြီးတော့စိတ်แท้မှာကလေးတွေကိုစူတောင်းပြီးတော့ချုံကျင်ကျွေးပြင်းခြင်းဖြင့်မိတ်ဆွေတို့ရဲ့ငွေကြေးကအာကောင်တိုးတက်စီပြီးတော့ကန်စတာကောင်းစီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တောက်ကြအသားသမီးမိတ်ဆွေတွေအားလုံးဂျီ2025ဆယ်လာပိုင်းတွင်မှာ အဆက်ဆက်အရာရာအဆင်ပြေအောင်မြင်တိုးတက်လို့ယတနာစင်ကြောက်စေတော့တိုင်ကစားနိုင်ကြပါစေတက်နေတဲ့ဘိုးလောက်ဝင်ဖြုတ်ခဲ့သူစီးစေဥစ္စာများတိုးပွားကြပါစေကြောက်စရာကဆူတောင်းနေနောက်တစ်ပတ်မှပြန်ဆောင်ပါမယ်ခင်ဗျာ